စာရီယလေဇင်ဆိုတာစာသားအတိုင်းဘာသာပြန်ရင်လက်တွေ့ဘဝထက်ကြော်လွန်သောသို့မဟုတ် အစ်စ်ထက်ပို၍အစ်စ်ဖြစ်တော်လို့အဓိပ္ပာယ်ရပါတယ်။ဒီလှုပ်ရှားမှုဟာ1920ပြည့်လွန်နှစ်တွေမှာပြင်သစ်နိုင်ငံ Paris မြို့မှာစတင်ခဲ့ပြီးပထမကမ္ဘာစစ်ကြီးရဲ့ကြောက်မက်ပွဲအဖြစ်ပြက်တွေကြောင့်လူတွေစိတ်ပြက်အားငယ်နေတဲ့အချိန်ဖြစ်ပါတယ်။စာရီယလေဇင်ရဲ့ရည်ရွယ်ချက်ကတော့ တတိမမူသောစိတ် unconscious mind အိမ်မက်ကဘာနဲ့ပုံမှန်မဟုတ်တဲ့စိတ်ကူးစိတ်တန်းတွေကိုလွတ်လပ်စွာပေါ်ထုတ်ဖို့ပါပဲအမှုပညာဟာစင်ကျင်တုံတရား logic ရဲ့ထိမ့်ချုပ်မှုအောက်ကနေလွတ်မြောက်တဲ့တယ်လို့သူတို့ကယုံကြည်ကြပါတယ်ဒီလှူရှားမှုကိုဥဆောင်ခဲ့တဲ့သူကတော့ပြင်သစ်ကြပြစရာ Andre Breton ဖြစ်ပြီးသူဟာ1924ခုနှစ်မှာ Surrealist Manifesto ကို ထုတ်ပြန်ပြီးလှုပ်ရှားမှုရဲ့အခြေခံမှုတွေကို ချမှတ်ခဲ့ပါတယ်။သူတို့ရဲ့ဖခင်လို့သတ်မှတ်နိုင်သူကတော့စိတ်ပိုင်းဆိုင်ရာစမ်းစစ်လေ့လာသူ Sigmund Freud ပါပဲ။ Freud ရဲ့အိမ်မက်လေ့လာမှုတွေနဲ့လူစိတ်ရဲ့အတွင်းအစ္စတဆိုင်ရာ theory တွေဟာ Surrealist အမှုပညာရှင်တွေကိုလှုပ်ဆောင်မှုကြီးကြီးမားမားပေးခဲ့ပါတယ်။ Surrealism အမှုပညာကိုလေ့လာတဲ့အခါ တကယ်ကိုထူးခြားစမ်းကြယ်တဲ့နီးစနစ်တွေကိုတွေ့ရပါလိမ့်မယ်။အဓိကနီးစနစ်နှစ်မျိုးရှိပါတယ်။ပထမနီးစနစ်ကတော့ automatism စိတ်အလိုအရဖန်တီးခြင်းပါ။ဒီနီးကစာရေးသူဒါမှမဟုတ်ပကြီးဆရာတေးရေးဆရာကစင်ကြင်တုံတရားနဲ့လုံးဝမထိန်ချုပ်ဘဲလက်ကိုလွတ်လွတ်လပ်လပ်လှုပ်ရှားပြီးသူ့ရဲ့စိတ်ထဲပေါ်လာတဲ့အတိုင်းရေးဆွဲတာရေးသားတာမျိုးဖြစ်ပါတယ်။ စိတ်ရဲ့အတွင်းအစ်စတာကနေတိုက်ရိုက်ထွက်ပေါ်လာတဲ့ဖန်တီးမှုတွေပေါ့ဒုတိယနီးစနစ်ကတော့ dream imagery အိမ်မက်ပုံရိပ်များကို ပုံဖော်ခြင်းပါဒီနီးမှာတော့ပုံမှန်လက်တွေ့ကြတဲ့ပစ္စည်းဝတ္ထုတွေကို ယူပြီးနေရာမကျဘဲစန့်ကျင်ဘက်ဖြစ်နေတဲ့ပုံစံမျိုးနဲ့ပေါင်းစပ်ဖန်တီးတာပါဥပမာ နာယီတစ်ခုကိုပုံမှန်အတိုင်းအပြည့်အစုံရေးဆွဲထားပေမဲ့အဲ့ဒီနာယီကအကြီးပြောနေတာမျိုး ဒါမှမဟုတ်ပိုက်လုံးပုံစံပါဇက်ပါတဲ့လူသားခန္ဓာကိုယ်မျိုးတွေပေါ့ဒီလိုပုံရိပ်တွေဟာကြိရှိသူကိုမေးခွန်းထုတ်စီပြီးလက်တွေ့နဲ့အိမ်မက်ရဲ့နေနမိတ်ကိုစိန်ခေါ်လိုက်ပါတယ်ရိုးရိုးအရာဝတ္ထုတွေကိုပုံမှန်မဟုတ်တဲ့နေရာမှာထားလိုက်ခြင်းကစိတ်လှုပ်ရှားစရာအမှုပညာတစ်ခုဖြစ်လာစေနိုင်တာပါပဲစာရီယလစ်ဇင်မှာထင်ရှားကြော်ကြတဲ့အမှုပညာရှင်တွေအများကြီးရှိပါတယ်ပထမဆုံးပြောပြရမှာတော့ ်ဆယ်ဗာဒေါ်ဒါလီပါ သူရဲ့ persistent of memory ဆိုတဲ့အရေးပျော်နေတဲ့နာယီပကြီးကားကိုလူတိုင်းနေပါတည်ကြမှာပါဒါလီဟာစိတ်ကူးရင်ဆန်ပြီးထိတ်လန့်ဝဲကောင်းတဲ့ပုံရိပ်တွေကိုအသေးစိတ်ကြကြရေးဆွဲလေးရှိတဲ့သူပါ နောက်တူကတော့ Belgian ပကြီးဆရာ Rene Magritte ပါ သူကတော့ပုံမှန်အရာဝတ္ထုတွေကိုယူပြီးဘေဟလိဆန်တဲ့ပုံရိပ်တွေဖန်တီးလေးရှိပါတယ် ဥပမာစေးတံပိုက်ကိုရေးဆွဲပြီးအောက်မှာဒါကပိုက်မဟုတ်ဘူးလို့ရေးထားတယ်။ The treachery of images လို့အကြီးကားမျိုးပေါ့။တခြားထင်ရှားတဲ့ပုံကိုယ်တွေအနေနဲ့ပကြီးနဲ့ဓာတ်ပုံပညာရှင် Manray Mexican ပကြီးဆရာမ Frida Kahlo နဲ့ပကြီးဆရာ Mac Angst တို့လည်းပါဝင်ပါတယ်။သူတို့အားလုံးဟာမိမိရဲ့အတွင်းစိတ်ကဘာကိုလေ့လာဆန်းစစ်ပြီးအဲ့ဒီကနေထွက်ပေါ်လာတဲ့ထူးခြားစံပြမှုတွေကို အမှုပညာဖြစ်ဖန်တီးခဲ့ကြတာပါစာရီယလီဇင်ဟာအမှုပညာလှုပ်ရှားမှုတသက်မဟုတ်ပါဘူးဒါဟာလူစိတ်ရဲ့နည်းနည်းတဲ့အပိုင်းကိုစူးစမ်းရှာဖွေခြင်းလက်တွေ့ကဘာကို မေးခွန်းထုတ်ခြင်းနဲ့လွမြောက်ခြင်းရဲ့ဓာတ်တနိကဗေဒတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ခေတ်မှာရုပ်ရှင်တွေဂီတတွေကြော်ညာတွေနဲ့ဖက်ရှင်လောကမှာတော့စာရီယလီဇင်ရဲ့လွှမ်းမိုးမှုကိုတွေ့နေရသေးပါတယ် သင်ပတ်ဝန်းကျင်ကထူးဆန်းတဲ့အရာဝတ္ထုတွေကိုကြည့်ပြီးစိတ်ကူးရင်ကဘာတစ်ခုကိုဖန်တီးကြည့်ပါ။ဘာတွေဖြစ်လာမလဲဆိုတာသင်ကိုယ်တိုင်အံ့အားသင့်ရပါလိမ့်မယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အားလုံးပဲကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့တလုံးတဝရပြည့်စုံနိုင်ကြပါစေခင်ဗျာ။